จิตကလေးအရင်လိုမျိုးမဟုတ်အောင်မှအရင်လောက်နှီးပါဖြစ်အောင်တော့နည်းနည်းလေးပြန်ချမယ်လို့စဉ်းစားထားပါရှင်။ဘယ်ကြောင့်ဒီနည်းတက်တယ်ကိုအရင်မှမနေလား။အဲပါတယ်။ဘာဖြစ်လို့လဲဆိုတော့တနတ်တော်စားတယ်။ခင်ဗျားအဲ့လိုထမင်းဟိုတော့အလုံးစုံမဖြတ်လိုက်ဘူး။ ငငယ်လေးရစားလာတာထမင်းဆိုတော့အာဒီတလေးတော့ရှိတာပေါ့နော်ဒါတော့ထမင်းကောင်းတယ်ဆိုရဲမဟုတ်ဘူးအာဒီတလေးရှိရဲစားလိုက်ရရင်ကျိနက်သွားတဲ့ဖီးမျိုးပေါ့အဲ့တော့အဲ့ဒါလေးတော့နည်းနည်းတော့စားတယ်ဒါပေမဲ့တနတ်တော့တနတ်တော့ပအောင်စားတယ်ကြံတဲ့ချိန်တွေမှာတော့ထမင်းမစားဘူးအဲ့ဒါဆိုတော့အဲ့တော့ကလည်းအောက်မှာရေးကြတာပေါ့နော်နောက်တစ်ပိုက်လာဟဲ့တခုပဲမွေးတာနောက်တစ်ပိုက်အဲ့လိုမျိုးပေါ့နော်မကောင်းတာလေးတော့ရှိရဲဒါပေမဲ့ခေးရတော့လေး neglect လုပ်လိုက်တယ်တချို့ကလည်းကိုဝင်မှမဆောင်ဘူးတာနော်မသိဘူးမွေးနေတာလား ။ဒါစားဖို့ချက်မယ်။ဒါစားဖို့ချက်မယ်။ကိုကိုတိုင်းလဲတိသွားတဲ့အချိန်အားစပြီးတော့ရှောင်းတယ်။ဘသူမှအဲ့လိုစကားမျိုးမပြောမြရှောင်းတယ်ပေါ့နော်။အဲတိတဲ့လူတွေလဲနောက်ပိုင်းတိသွားပြီဆိုလို့ရှိရင်လဲရှောင်းပြီးတော့ကလေးမေတွေကိုထိတ်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 လေးပြောပေးဖို့မိသားရက်ခံကြပါတယ်လို့ဒီနေ့ကတော့2000ရဲ့ပေါ့เนาะဒီ uh ev cycle ဒီ showroom showroom တော့မဟုတ်ပေါ့အယောင်ပြပွဲတွေခွင့်ပွဲတွေလာရောက်ပြောတက်ဖြစ်တာပါ KRD ကအဲတချို့အကြီးပိုင်းနေနဲ့လဲခင်တာဆိုတော့လာပြီးတော့တက်ဖြစ်တာပါရှင် KR ကျတော့အလုံးလုံးရင်ကျတော့ကြိုတင်ပြင်ဆင်တဲ့တမအားနေချက်ပေါ့နော်တချို့ကြောင့်လဲဒီနေရာမှာအဖြစ်ဖြစ်သူကြုံရင်ကြုံလို့လုံးလိုက်နိုင်တဲ့စွမ်းရည်ရှိရဒါမဲ့ခင်းမှာအဲ့ဒါအားနေတယ်အဲ့တော့အလုံးတစ်ခုလုံးတော့မယ်ဆိုရင်ရှေ့ရက်တွေကစပြီးတော့ တို့ပြီးတော့ preparation time ကိုအချိန်အများကြီးယူရတယ်ပေါ့နော်ယူပြီးမှခေးလုပ်လို့ရှိပါတယ်ရှင်ဟုတ်เออใส่ๆเลยสร้าแทบบ่เนาะ နည်းနည်းတော့ကျဲဦးမယ်အရန်တော့မစိတ်သေးဘူးနည်းနည်းတော့ကျဲသေးရရှင်ဟောချရအောင်မယ်ရှင်ဘာလို့လဲဆိုတော့ဒါကတော့လေ့ကျင့်ခန်းဒီရက်ပိုင်းမှာတိတ်မလုပ်ဖြစ်ဘူးဒါပေမဲ့ fasting လောက်ထားတဲ့ body ပေါ့နော် fasting လောက်ပြီးတော့ချထားတဲ့ body ဆိုတော့နည်းနည်းလေးကြစ်ကြစ်ကလေးအရင်လိုမျိုးမခွန်အောင်မှအရင်လောက်နီးပါဖြစ်အောင်တော့နည်းနည်းလေးပြန်ချမယ်လို့စဉ်းစားထားပါတယ်ရှင်တော်တော်တက်သွားတာကလေးမွေးပြီးတော့လေပေါင်ကအရင်ဆိုရင်ခေးက105ပေါင်110ပေါင်အဲ့လို120တခါမှမကျော်ဘူး နောက်တော့145 150လောက်တော့ဖြစ်သွားမှထင်တယ်အဲ့လောက်ကနေပြီးတော့နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့တသားနိုးတိုက်ရင်ပိုင်းနဲ့တော့နည်းနည်းလေးကြ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 သွားပေါ့နိုးတိုက်တော့မကြအောင်နိုးပြက်သွားပြီးရင်နောက်မှာတော့နည်းနည်းလေးကြလာတယ်လေ့ကျင့်ခန်းတွေလုပ်လို့ရတော့ယိုဂကိုပထမအဆုံးကစားရတယ်အဲပြီးတော့ကြတော့အစားလေးနည်းနည်းဆင်ကျင်တယ်နောက်တော့ တစ်ခါလေကျတော့လဲစိတ်လွတ်ပေးလိုက်တာနဲ့ဖုံးလို့ပြန်တက်သွားတယ်။ပိန်လိုက်ဖောင်းလိုက်ပိန်လိုက်ဖောင်းလိုက်အဲ့လိုတန်းနေရလဲနေရပေါ့နော်။အဲ့လိုတော့မဖြစ်ချင်တော့ဘူး။ဒီနောက်ပိုင်းမှာပို့ပြီးတော့တည်တည်ချာချာကြိုးကြိုးဆဆနဲ့ဝေးချတော့ရှိပါရဲ့ရှင်။ပြီးကုန်မှာပေါင်ငိန်140အနေပြီးတော့အခု125ပေါင်ရှိသွား။ဝါ။အဲပါတယ်။ဘာဖြစ်လို့လဲဆိုတော့တနတ်တော်စားတယ်ခင်ဗျအဲ့လိုထမင်းဟိုတော့အလုံးစုံမဖြတ်လိုက်ဘူး။အိုး ငငယ်လေးရစားလာတာထမင်းဆိုတော့အာဒီတလေးတော့ရှိတာပေါ့နော်ဒါတော့ထမင်းကောင်းတယ်ဆိုရဲမဟုတ်ဘူးအာဒီတလေးရှိရဲစားလိုက်ရရင်ကျိနဲ့သွားရပြီးမျိုးပေါ့အဲ့တော့အဲ့ဒါလေးတော့နည်းနည်းတော့စားတယ်ဒါပေမဲ့တနတ်တော့တနတ်တော့ပအောင်စားတယ်ကြံတဲ့ချိန်တွေမှာတော့ထမင်းမစားဘူးဟုတ်ရှော့ရှော့တော့ရှော့စားလိုက်တယ်ရှော့လိုက်တယ်ပေါ့နော်ဟုတ်သေးအောင်တက်တာဆို maybe ဟိုဟာပေါ့နော်၄-၅ရက်ပဲကြာအောင်ပါဘောကလေးမွေးမွေးပြီးချင်းခွဲမွေးထားတာကိုခွဲမွေးထားတဲ့ main ကလေးတွေကပို့ပြီးတော့ ပိုင်နေတဲ့အနေအထားလေးပိုရှိမယ်ထင်တယ်နော်အဲ့ဒါဆိုတော့အဲ့တော့ကလည်းအောက်မှာရေးကြတာပေါ့နော်နောက်တစ်ပိုက်လာဟဲ့တကူပဲမွေးတာနောက်တစ်ပိုက်အဲ့လိုမျိုးပေါ့နော်မကောင်းတာလေးတော့ရှိရဲဒါပေမဲ့ခင်ရတော့လေ neglect လုပ်လိုက်တယ်တချို့ကလည်းကိုဝင်မှမဆောင်ဘူးတာနော်မသိဘူးတချို့ကျတော့လည်းယောက်ျားလေးလည်းရှိရဲတချို့ကျတော့လည်းပြောချင်လို့ကိုပြောတာ ပြောချင်လို့ကိုပြောတဲ့လူတွေကိုမပြောပါနဲ့လို့ပြောပြောလို့မရအောင်ခေးရပါလေအဲ့တော့ neglect လုပ်လိုက်တယ်လစ်လူရှူလိုက်တယ်ဒါပေမဲ့ဟိုနောက်ပိုင်းကျရင်လူဆိုတာကိုဖြစ်မှကိုချင်းစားတာဟိုနောက်ပိုင်းကျရင်ကိုအမတော်၎င်းကိုညမတော်၎င်းကိုဝင်ဆောင်ပြီးမှလေးလို့ဝါလာတာမြင်သွားတော့ဩော်ဒါဟာတဘာဝပါလားဆိုသူကသူတိသွားလိမ့်မယ်အဲ့လိုပဲထားလိုက်တော့ဟုတ် ိုကိုတိုင်းလည်းတည်သွားတဲ့အချိန်အားစပြီးတော့ရှောင်းတယ်ဘသူ့မှအဲ့လိုစကားမျိုးမပြောမြရှောင်းတယ်ပေါ့နော်အဲတည်တဲ့လူတွေလည်းနောက်ပိုင်းတည်သွားပြီဆိုလို့ရှိရင်လည်းရှောင်းပြီးတော့ကလေးမေတွေကိုထိမ့်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 လေးပြောပေးဖို့မေတ္တာရက်ခံကြပါတယ်အဲ့လိုဘယ်လောက်ချရမလဲနော်အမနော်အရင်တော့ခန္ဓာကိုယ်လေးပြန်လို့ကျင်တာပေါ့မဖြစ်နိုင်ဘူး။မဖြစ်နိုင်တော့အတက်နိုင်ဆုံးပေါ့ကြစ်ကြစ်လစ်လစ်အဲအဓိကဝိတ်ကြဖို့တဲ့ကြစ်ကြစ်လစ်လစ်ကြမ်းကြမ်းမမလေးဖြစ်ဖို့ဦးစားပေးပြီးတော့ဝိတ်ချတော့မှာပါရှင့်။